်ဘျုံနဲ့ကောင်မလေးကိုသွားချော့တဲ့အမျိုးသားရှင်မပီတယ်မဟုတ်လို့ရှင်တက်တက်ပြောလို့မရလို့ဒီအဖြစ်အပျက်ကဒီနေ့9လပိုင်း25ရက်နေ့ထိုင်းနိုင်ငံစူရတ်ထန်းနီမှာဖြစ်သွားခဲ့တဲ့ဆုံးသွားတဲ့အမျိုးသားရဲ့နာမည်ကစူရဖုံအသက်35ဘျုံနဲ့အချော့ခံရတဲ့အမျိုးသမီးနာမည်က A အသက်28ဖြစ်စဉ်ကတော့အရင်တုန်းက A ကပေါ်နဲ့တွဲပြီး A ကပေါ်ရဲ့အိမ်ကိုလိုက်သွားနေတဲ့ဒီမကြသေးခင်တုန်းကပေါ်ကအဖမ်းခံရလို့ထောင်ချသွားတဲ့ ပေါ်ထောင်ကျသွားတော့เอกาสุรพงษ์နဲ့တွေ့ပြီเอกาสุรพงษ์ရဲ့အိမ်ကိုလိုက်သွားနေလိုက်တဲ့เอနဲ့สุรพงษ์တွဲတာနလပဲရသေးတဲ့ရံဖြစ်စကားများကြတယ်ရှင်ညလုံးကစကားများကြတယ်เอตู่နဲ့สุรพงษ์နဲ့စကားများတော့เอกပေါ်ရဲ့အိမ်ကိုပြန်သွားနေလိုက်တဲ့ပေါ်ကတော့ထောင်ထဲမှာရှိနေတော့ပဲနော်ရှင်เอပေါ်ရဲ့အိမ်ကိုပြန်လာတာတိုင်ညပဲရသေးတယ်ဒီနေ့နဲ့สุรพงษ์ကကားမောင်းလာပြီ ေါ်ရဲ့အိမ်မှာအေကိုလာချော့တယ်။နင်းစီပန်းနဲ့လာချော့တာမဟုတ်ပဲ။ကက်ကြီးနဲ့လာချော့တာ။အေကတူနဲ့ပြန်မတွဲရင်အဲ့ဒီကက်ကြီးနဲ့ထိုးမယ်လို့အေကိုပြောတယ်။အဲ့ဒီအနီးတဝိုက်မှာကော်ဖီထိုင်တောက်နေတဲ့ပဝန်ကျင်ကလူတွေ9ယောက်လောက်ရှိတယ်။စူရဖုံကိုသွားချော့ကြတယ်။နောက်ဆုံးစူရဖုံကအဲ့ဒီကက်ကြီးကိုပြစ်ချလိုက်တယ်ရှင်။စူရဖုံလည်းသူ့ရဲ့ကက်ကြီးကိုချပြီးဂါစီပြန်သွားတယ်။ ပြီးတော့စူရဖုံထက်တခါပြန်လာတယ်ဒီတခါလက်ထမဘုံပါကင်လာတယ်ကက်ကြီးနဲ့ချော့လို့မရတော့ဘုံနဲ့လာချော့တာအဲ့ဒီအချိန်ဧကပေါ်ရဲ့အိမ်ထဲမှာရှိနေတော့မဲ့အပြင်ကိုထွက်မလာဘူးအဲ့နဲ့စူရဖုံကဘုံရဲ့အဖုံးလမ်းတီးယူအဲ့ဒါဖြွင့်လိုက်တယ်ရှင်ပြီးတော့ပေါ်ရဲ့အိမ်ထဲကိုပြစ်ထဲလိုက်တယ်ပေါ်ကဘုံရဲ့အဖုံးကိုဖြွင့်ပြီးမှပြစ်တာဒါပေမဲ့အဲ့ဒီဘုံကအလုံးမလုံးဘူးပြောရရင်မကွဲဘူး စူရဖုံကငါမျိုးရဲ့အဖုံလဲဖွင့်ပြီးမှပြစ်တာပဲဘာလို့သူမပေါက်တာမကွဲတာလဲပေါ့ရှင်ဒါကြောင့်စူရဖုံကသူမျိုးစီကိုလမ်းလျှောက်သွားပြီးသူပြစ်ထားတဲ့မျိုးကိုသူကောက်ပြီးတော့ကြည်လိုက်တယ်ရှင်မကွဲရတဲ့အကြောင်းရင်းကိုသူသိရှင်လို့သူကောက်ကြည်လိုက်တာသူကောက်ပြီးသူဒီလိုမျိုးကြည်နေတဲ့အချိန်မှာပဲမျိုးကအလုံးလုံးပြီးကွဲတယ်စူရဖုံရဲ့လက်ထက်မှာကွဲသွားတယ်အဲ့တော့စူရဖုံက ပွဲချင်းပြီးသွားတယ်ရှင်အဲ့နီးနားမှာကော်ဖီတောက်နေတဲ့ပတ်ဝန်းကျင်က၄ရောက်လဲတန်ရာရသွားတယ်ရှင်။ပေါ်ရဲ့အိမ်မှန်တွေလည်းကွဲကုန်တယ်။စူရဖုံရဲ့ကားမှန်တွေလည်းအကုန်လုံးကွဲသွားတယ်ရှင်။သူများကိုလှုပ်ဖို့ကြံတာကိုကူကူပဲပြန်ခံလိုက်ရတယ်ရှင်။ဝုတ်လေတယ်လို့ပြောရမယ်ထင်တယ်ရှင်။